မင်္ဂလာပါရှင်ရှန်ကုန်ကနေတင်ဆက်ပေးမယ့်သတင်းကြောင်မှာကတော့ရှမ်းပြည်နယ်တောင်ပိုင်းနယ်ပဟုကိုပိုင်းအုပ်ချုပ်ခွင့်ရဒေသတို့ရှိပြည်နယ်ခရိုင်မြို့နယ်အစဉ်ဌာနဆိုင်ရာဝန်ထမ်းများနဲ့နိုင်ငံအုပ်ချုပ်ထာတွေ့ဆုံတဲ့သတင်းဖြစ်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းနယ်ပဟုကိုပိုင်းအုပ်ချုပ်ခွင့်ရဒေသတို့ရှိပြည်နယ်ခရိုင်မြို့နယ်အစဉ်ဌာနဆိုင်ရာဝန်ထမ်းများနဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှုကြီးမေအောင်လိုင်းတွေ့ဆုံကြောင်းသိရပါတယ်။ ဧပြီ10ရက်နေ့နေ့ပိုင်းကနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မကြီးမင်းအောင်လှိုင်ဟာရှမ်းပြည်နယ်တောင်ပိုင်းနယ်ပို့ကူပိုင်းအုပ်ချုပ်ခွင့်ရဒေသတို့ရှိပြည်နယ်ခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများအားတောင်ကြီးမြို့မြို့တော်ခမ်းမနှင့်ဟိုဘိုးမြို့ပို့ကူပိုင်းအုပ်ချုပ်ခွင့်ရဒေသအစည်းအဝေးခမ်းမတို့မှတီးခြားစီတွေ့ဆုံ၏ငလင်းတဘာဝဘေးတံဆိုင်ရာများနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကိုဆွေးနွေးပြကြကြောင်းသိရပါသည်။ အစပါတွေ့ဆုံပွဲများသို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူကောင်စီတွဲဘက်အတွင်ရေးမှူးဗိုလ်ချုပ်ကြီးရဲဝင်းဦးကောင်စီဝင်များပြည်အောင်စုဝင်ကြီးများရှမ်းပြည်နယ်ဝန်ကြီးချုပ်ကာကွယ်ရေးဦးစီးချုပ်ယုံမအစင်းမြင့်တက်မတော်အရာရှိကြီးများအရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှရှမ်းပြည်နယ်တောင်ပိုင်းနယ်ဘုတ်ကူပိုင်းအုပ်ချုပ်ခွင့်ရဒေသတို့ရှိပြည်နယ်ခရိုင်မြို့နယ်ဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်ကြပါသည် ဥစွာဟိုပုံးမြို့ရှိပိုးကိုပိုင်းအုပ်ချုပ်ခွင့်ရဒေသအစီအွေခံမှတွင်နိုင်ငံတော်ဝန်ကြီးချုပ်အားနေမီဒေသဆိုင်ရာများမက်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့မန္တလေးငလင်ကြီးကျောင်းပိုးကိုပိုင်းအုပ်ချုပ်ခွင့်ရဒေသအတွင်းမြို့နယ်များတွင်လူထိခိုက်ဒဏ်ရာရရှိမှုဌာနဆိုင်ရာအဆအဦးများလန်တရာများဖျားဆီးပြီးပထုများထိခိုက်ပျက်စီးခဲ့ရမှု ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်သွားမယ့်အခြေအနေများ ို့ဘူးမြို့တိပီးမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီးပရတ်ဝင်အတွင်းရှိဇေဒီများနှင့်သာသနိကအဆောက်အဦများတွင်ထိခိုက်ပျက်စီးကြရမှုများအားပြန်လည်တည်ဆောက်ရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်သွားမယ်အခြေအနေများနှင့်ပတ်သက်လို့ဘဟုကူပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးခွန်ရဲထွေးကရှင်းလင်းတင်ပြပါသည်အဲ့ဒီနောက်နိုင်ငံတော်ဝန်ကြီးချုပ်ကငလင်းတဘာဝဘေးဒဏ်ဆိုင်ရာများဒေသဖွံ့ဖြိုးရေးဆိုင်ရာများနဲ့ပတ်သက်လို့ဆွေးနွေးပြောကြားရာတွင်မန္တလေးငလင်းကြီးလောက်ခတ်ခေစဉ်ရှမ်းပြည်နယ်တောင်ပိုင်းနှင့်ပိုးခုပိုင်အုပ်ချုပ်ခွင့်ရဒေသတို့မှာ ထိခိုက်ပျက်စီးခဲ့ရမှုများအားကြည့်ရှုစစ်ဆေးရန်နှင့်ပြည်လဲထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင်လိုအပ်သည့်များမှာကြားနိုင်ရေးအတွက်လာရောက်ခဲ့ခြင်းဖြစ်ကြောင်းအဆိုပါငလင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့်မန္တလေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်တို့တွင်ထိခိုက်မှုများဖြစ်ပေါ်ခဲ့ကြောင်းယနေ့နေ့နောက်ပိုင်းတွင်ထိခိုက်သေးဆုံးခဲ့ရသူ3649ဦး၊ဒဏ်ရာရရှိခဲ့သူ9018ဦးနဲ့ပျောက်ဆုံးနေသူ145ဦးရှိတယ်လို့သိရှိရကြောင်း ငလင်ဘေးတံကြောင့်တည်ဆုံခဲ့ရသူများအားတဦးလင်စိတ်သိမ်းချက်စီထောက်ပံ့ပေးသွားမှာဖြစ်ကြောင်းအခြားထိခိုက်ပျက်စီးမှုများအနေဖြင့်နေစုစုပေါင်း6000ကျော်ပျက်စီးဆုံးရှုံးခြင်း၊စာတင်ကြောင်းပေါင်း2366ကျောင်းပျက်စီးဆုံးရှုံးခြင်း၊ဖုံးတော်ဒီကျောင်းနဲ့သီလရှင်စာတင်နိုင်ပေါင်း3514ကျောင်းပျက်စီးဆုံးရှုံးခြင်း၊ဖျားစီဒီပေါင်း9620ပျက်စီးဆုံးရှုံးခြင်းနဲ့ဈေးဝင်ဈေးကန်290ခုပျက်စီးဆုံးရှုံးခြင်းများဖြစ်ပေါ်ခဲ့ကြောင်းပြောကြားပါရစေ။ ဆက်လက်ပြီးအောင်မန်းမြို့တွင်ထိခိုက်ပျက်စီးခဲ့မှုအခြေအနေများနဲ့ကလုံးမြို့တာယာလှပရေးဆောင်ရွက်ထားရှိမှုအခြေအနေများအားတွားရောက်ကြည့်ရှုကြောင်းသိရှိရပါတယ်ရှင်။